ကျွန်တော်တို့ကိုဘုရားသခင်ကြွေးတဲ့အထဲမှာတို့သမီးနှမျိုးဆိုတော့အဲ့ဒီတို့သမီးနှမျိုးထဲမှာကျွန်တော်တို့ပညာရှိနဲ့ပညာမဲ့เนาะဒီနှမျိုးကိုကျွန်တော်တို့ကိုဒီနေ့ညအထူးတစ်ဖြင့်ကြွေးထားတာဖြစ်ပါတယ်ယေရှုကိုလက်ခံယုံကြည်သူဟာတဲ့ဘုရားသခင်ရဲ့သားဖြစ်ခွင့်ရယုံပဲရှိသေးတယ်เนาะဖျားသား ဖျားသားလို့ပြောတဲ့အခါမှာဒီမှာပြောကျင်တဲ့ဥစ္စာဖျားမွေးတဲ့အခါမှာဖျားကလေးပဲရှိသေးတယ်အယွယ်မရောက်သေးဘူးအမွေပေးလို့မရသေးဘူးဒါကြောင့်အောက်မှာပါပြောလဲဆိုတဲ့အခါမှာဖျားတခင်ရဲ့အမွေခံသားအဖြစ်တို့ကြီးထွားတိုးတက်စုံလင်ရင့်ကျက်ဖို့အတွက်လိုပါတယ်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းအယွယ်ရောက်တော့တာ နော်အမွေခံတာအမွေခံတယ်ဆိုတာကအရွယ်ရောက်ရတယ်အရွယ်မရောက်တဲ့တားကတော့အမွေခံဖို့ရှိပေမဲ့လေ तू အထိမ့်နဲ့ပဲနေရသည်နော်တားတော့တားမှန်တယ်ဒါပေမဲ့ तू ဘယ်အရွယ်ရောက်လဲဆိုတဲ့အခါမှာဒီမှာရေးထားတဲ့အတိုင်းအမွေခံတာအဖြစ်တော့တဲ့ကြီးထွားတိုးသက်စုံလင်ရင့်ကျက်ဖို့အတွက် ်ဖြစ်ပါလေအာမင်ဒါကြောင့်မို့တဲ့ကျွန်တော်တို့ဟာတဲ့ယေရှုကိုယုံကြည်လက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းကဘာဖြစ်ချင်းခံရတော့သူလဲဆိုရင်ခုနပြောတဲ့ဖခင်ရဲ့သားပေါ့နော်အင်္ဂလိပ်လိုက children of god နော်ဖခင်ရဲ့ကလေးဖြစ်ရုံမကဘူးဒီနေ့ကျွန်တော်တို့ကဖခင်သားသမီးဖြစ်တဲ့အခါမှာခရစ်တော်ရဲ့ကညာပြူအဖြစ်တဲ့ စိဆက်ကြောင်းလန့်ခရတုစဖြစ်ယုံပဲရှိသေးတယ်စိဆက်ကြောင်းလန့်ခြင်းเนาะစိဆက်ကြောင်းလန့်ခြင်းကိုအစပြုပဲခံရသေးတာเนาะအွေမရောက်သေးပါဘူးတဲ့ဒီနေ့ကျွန်တော်တို့ယုံကြည်သူ ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကကြည်ရင်တော့သူမဖြစ်သေးဝိညာဉ်ရမှာကလေးအွေပဲရှိသေးတာဒါစံစာထဲမှာပြောပြီးပြီကလေးအွေထဲမှာတောင်မှ ကျမ်းစာထဲမှာအမျိုးမျိုးပြောသေးတယ်နှုတ်ဆုအရွယ်အဲအဲ့လိုအဲ့လိုအဲ့လိုနှုတ်ဆုအရွယ်ကလေးအရွယ်သူငယ်အရွယ်အဲအများအမျိုးမျိုးကျမ်းစာထဲမှာတောင်းမှ ခွဲခြားသေးတာဒါကြောင့်မို့ကျွန်တော်တို့ဟာတဲ့အရွယ်မရောက်သေးပါဘူးတဲ့ကြက်မပြည့်သေးဘူးတဲ့ထိတ်မြမရသေးတဲ့ဝိညာဉ်ကလေးသာရှိသေးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကအခုကျွန်တော်တို့စားသုံးနေတဲ့ဒီနှုတ်ကပတ်တော်က ကျွန်တော်တို့ကိုဘာလုပ်ပေးနေတာလဲဆိုတဲ့အခါမှာနှုတ်ကပတ်တော်ကိုစာရင်စာရင်စာရင်နဲ့ကျွန်တော်တို့ကတဖြည်းဖြည်းတဖြည်းဖြည်းကြီးထွားရင့်ကျက်လာတာဖြစ်တယ်ကျွန်တော်တို့အားလုံးကမိသားစုနဲ့เนาะရှိတဲ့သားသမီးတယောက်ချင်းစီတိုင်းဖြစ်တယ်ကျွန်တော်တို့မိသားစုအိမ်မှာမွေးလာတဲ့ကလေးတယောက်ကိုကျွန်တော်တို့ဘာလုပ်ရရိုးရိုးလေး မွေးလာတဲ့ကလေးကိုကျွေးရတယ်မွေးရတယ်မစားကျင်လည်းမရဟာမစားစားအောင်ချော့တလဲချောက်တလဲဟာဒီကလေးကျဲကျွန်တော်အာမစားစားအောင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုကလေးတွေကိုချော့တလဲချောက်တလဲအချိုချင်းလေးပေးလိုက်ဟိုလှုပ်လိုက်ဟာဒါလေးဆိုင်ငါတော့ရော့ချိုချင်းเนาะမိဘတွေအနေနဲ့ဘာလဲလို့ပြောတဲ့အခါမှာ ကလေးတွေရဲ့အတ္တဓာတ်မှာသူတို့စားဖို့အရန်အရေးကြီးတယ်။ဘာကြောင့်လဲဆိုရင် စားသုံးခြင်းကပဲပြောစရာမလိုအလိုအလျောက်ကြီးထွားလာတာဖြစ်တယ်။ဒီနေ့ဝိညာဉ်ထဲမှာကျွန်တော်တို့ဝိညာဉ်သားသမီးဖြစ်လာတယ်။ဝိညာဉ်လူဖြစ်လာတယ်။သခင်ယေရှုကိုယုံကြည်လက်ခံတဲ့အခါမှာဖခင်ရဲ့သားသမီးဖြစ်လာ။ဖခင်သားသမီးဖြစ်ပြီးမှကျွန်တော်တို့တခါတည်းနဲ့ဝိညာဉ်ထဲမှာเนาะကျွန်တော်တို့တခါတည်းပဲအားကြီးတဲ့ တန်ဆွမ်းတဲ့เนาะရင့်ကျက်တဲ့ဝိညာဉ်လိုဖြစ်တယ်လို့ကျွန်တော်ထင်ရင်မှားသွားလိမ့်မယ်မဖြစ်ဘူးဒါကြောင့်ခုနပြောပြီးပြီအရွယ်မရောက်သေးဘူးတဲ့ကြက်မပြည့်သေးဘူးတဲ့ထိမ်းရလို့မရသေးတဲ့ကလေးတဲ့ဟောကျွန်တော်တို့ကို ပြောတာမြင်เนาะထိမ်းရလို့မရသေးဘူးတဲ့ကလေးအရွယ်ပဲရှိသေးတယ်ဒါကြောင့်မို့တဲ့ဖခင်ကအခုကျွန်တော်တို့ကိုပါလုံနေလေအခုဒီစာအုပ်ကျွန်တော်စာသုံးတဲ့အခါမှာပြင်ဆင်ခံရတဲ့တို့သမီးဆိုတာ ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖခင်ရဲ့အသက်နဲ့တိုးပွားလာဖို့ဖခင်ရဲ့အသက်နဲ့ကြီးထွားလာဖို့ရင့်ကျက်လာဖို့ရန်အတွက်ဖခင်ကကျွန်တော်တို့ကိုအခုကြွေးမွေးနေတာဖြစ်တယ်။ဒါကြောင့်ဒီနေ့စားသုံးခြင်းထဲမှာအသင်းတော်လိုက်ကျွန်တော်အနေနဲ့ဘာကြောင့်မို့အမြဲတမ်းเนาะအသင်းတော်မိသားစုအင်္ဂါဝင်တယောက်ချင်းစီတိုင်းကိုတွေးတဲ့အခါတိုင်းညင်တဲ့အခါတိုင်းကျွန်တော်အနေနဲ့နိုးစော်ရတယ်လဲဆိုတဲ့အခါမှာတရကြရင်မကြံခဲ့စေခြင်း မကြံခဲ့စေခြင်းဘာကြောင့်လဲဆိုတဲ့အခါမှာကျွန်တော်တို့ကယေရှုကိုယုံကြည်တာနဲ့တခါတည်းကျွန်တော်တို့ကမင်္ဂလာဆောင်ထဲဝင်ရမယ်ဆိုတာအမှခံချက်မရှိဘူးခုနပြောပြီးပြီကျွန်တော်တို့တယောက်ချင်းစီတိုင်းကစိတ်ဆက်ကြောင်းလန်းခြင်းပဲခံရသေးတာတတို့သမီးကတော့ဖြစ်ပြီမဲ့နော်ထပ်ပြောလိုက်မယ်အယူအမရောက်သေးဘူးတဲ့ခုနကျွန်တော်ဖတ်ခဲ့ပြီဝိညာဉ်ထဲမှာချင်းကလေးအယွယ်ပဲရှိသေးတယ် ကလေးအရွယ်ကိုတခင်လက်မထက်ဘူးလက်ထက်ခွင့်ရှိတယ်နော်ကျွန်တော်တို့ယုံကြည်သူတွေအလုံးကဒါပေမဲ့တတို့တာကလက်မခံအရွယ်မရောက်တာကိုအသင်အာဓမ္မလက်မထက်ဘူးဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာ အခုဘာလုပ်ဖို့လိုအပ်လဲဆိုတဲ့အခါမှာတတို့သမီးတယောက်အနေနဲ့အရေးအချင်းတိုးပွားလာဖို့ဖယားရဲ့အရေးအချင်းတိုးတက်လာဖို့ရန်အတွက်အခုဖယားတခင်လှုပ်ပေးနေတဲ့ အချိန်နိုင်ဖြစ်ပါတယ်။အာမင်။ဒါကြောင့်မို့ဒီအချိန်နိုင်မှာ ကျွန်တော်တို့ကဘာလုပ်ဖို့လိုအပ်တယ်လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ယုံကြည်သူသားသမီးတယောက်ချင်းစီတိုင်းသခင်ယေရှုကိုယုံကြည်တဲ့အခါမှာကျွန်တော်တို့ရဲ့အတွင်ဝိညာဉ်ထဲမှာဘာရသွားတယ်လဲလို့ပြောတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကိုစယံအနေနဲ့ရသွားပြီ။နော်မိခွဲဆိုတာခုနနှုတ်ကပတ်တော်ထဲမှာလည်းပြောပြီးပြီ။ ကျွန်ုပ်တို့ရဲ့ဝိညာဉ်ဖြစ်တယ်တဲ့နော်ခရစ်တော်ကိုလက်ခံရရှိတော်သူရဲ့ဝိညာဉ်တဲ့ခရစ်တော်ကိုလက်ခံရရှိတော်သူရဲ့ဝိညာဉ်ကိုမှနော်မိခွက်မိခွက်အဲ့ဒီမိခွက်ထဲမှာကျွန်တော်တို့စီဖြစ်တဲ့ဖခင်ရဲ့ဝိညာဉ်ကိုပါဖြစ်လေရရှိကြတယ်တဲ့ရရှိကြတယ်အာမင်ဒါကြောင့်အေဖက်တစ်ထဲမှာလည်းပဲကျွန်တော်တို့သွားကြည့်တဲ့အခါမှာ စည်ရန်အနေနဲ့သခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့အခါမှာစည်ရန်အနေနဲ့ဝိညာဉ်တော်ကိုကျွန်တော်တို့ကိုတစိုက်ခတ်ပြီးပြီအာမင်ကျွန်တော်တို့ကဘာလို့ဖို့လိုအပ်တယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာတပြေးပြေးဖခင်ရဲ့အသက်ထဲမှာတိုးပွားဖို့အတွက်ဖြစ်ပါလေဒါကြောင့်မို့ဒီထဲမှာဘာတွေ့ရလဲဆိုတဲ့အခါမှာ တတို့သားဖြစ်တော်တဲ့ခရစ်တော်ကတဲ့မိမိတို့ကိုသိမ်းယူဖို့ကြွလာမည်ဟုယုံကြည်သူတွေတဲ့မျော်လင့်စောင့်စားနေကြပါတယ်တတို့သမီး၁၀ယောက်ကြောင်းရေးထားတာဖြစ်ပါတယ်ခုနငါအပနော်ငါဆိုတဲ့ကနန်းကလေးအပေါင်းတစ်ဖြစ်တယ်ဆိုတဲ့ဥစ္စာတွေကတကယ်တမ်းကျတော့အဲ့ဒါကမတ်တဲ25ကိုနော်ယူပြီးမှရေးထားတဲ့အရာဖြစ်ပါတယ် အဲ့ဒီအထဲမှာကြီးတဲ့အခါမှာဘာတွေးရလဲဆိုတဲ့အခါကျတော့ခုနပြောတဲ့အတိုင်းပဲတတို့သမီးလို့ပြောတဲ့အခါမှာတတို့သမီးတိုင်းကဘုသူ့ကိုမျော်လင့်ကြရလဲဆိုရင်တတို့သားဖြစ်တဲ့ခရစ်တော်ဒါကြောင့်မို့ဒီမှာပြောတဲ့တတို့သမီးလို့ပြောတာကခရစ်တော်ကိုကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံခြင်းမရှိတဲ့သူကမယုံကြည်သောသူတွေက သခင်ယေရှုခရစ်တော်ကိုကိုယ့်ရဲ့တတို့သားလို့လည်းသူတို့မခံယူပါဘူးလက်ခံခြင်းလည်းမရှိဘူးယုံကြည်ခြင်းလည်းမရှိဘူးကိုယ့်ရဲ့သခင်လည်းမဟုတ်တော့ကြောင့်သူတို့တွေအနေနဲ့သခင်ယေရှုခရစ်တော်ကိုယ့်ရဲ့တတို့သားလို့လည်းပဲသူတို့လက်ခံမှာမဟုတ်သူတို့သားကလည်းပဲလက်မခံဘူးပွင့်ပွင့်လင်းလင်းပဲဒီနေ့သူတို့သမီးလို့ပြောတဲ့ကိစ္စကယုံကြည်လက်ခံတော့ယုံကြည်သူတိုင်းကိုပြောခြင်းဖြစ်ပါတယ် ဒါကြောင့်မို့ယုံကြည်သူတိုင်းပင်လည်းနှစ်ဖွဲ့ကွဲသွားတဲ့ငါဆိုတဲ့เนาะငါဆိုတဲ့เนาะငါကနန်ပေါ့เนาะပညာရှိတဲ့ငါရောက်နေပညာမဲ့တော့ငါရောက်ဆိုတော့ပညာရှိတဲ့သူငါရောက်နေပညာမဲ့တဲ့သူငါရောက်ကွဲသွားတာကွဲသွားရတဲ့ရည်ရွယ်ချက်เนาะဒီမှာလည်းပဲထပ်ရေးပေးထားတယ် ဆိုငားဆိုတာလေးအပေါင်းသစ်လေးဆိုတာအရက်လေးမျက်နှာမှာရှိတဲ့လူသားအလုံးကိုဆိုလို့နော်အဲ့ဒါရေးကြည့်တဲ့ခုနပြောပြီးပြီးရှေ့မှာလဲစီစဉ်ခဲ့တယ်ညီလေးကအရှိနောက်တောင်မြောက်ရက်မှာရှိအရက်လေးမျက်နှာမှာရှိတဲ့လူသားကိုပြောခြင်းဖြစ်တယ်လူနဲ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုဆိုလို့တာလူလို့ပြောရင်ကျွန်တော်ကိုဆိုလို့တာလေးအပေါင်းသစ်သစ်ဆိုတာခုနပြောသုံးပါးတစ်ပါးဖြစ်ရ ။ဖယားနဲ့ကျွန်တော်တို့ကအမြဲတမ်းဖယားရဲ့ရည်ရွယ်ချက်ကလူအထဲမှာဖယားနဲ့ဖြည့်ဖို့လူအထဲမှာဖယားနေဖို့ရန်အတွက်ရည်ရွယ်ပြီးမှဖယားကဖန်ဆင်းလိုက်ဒါကြောင့်မို့ကျွန်တော်တို့လူဖြစ်တဲ့ကျွန်တော်တို့ရဲ့အသက်တာမှာဖယားနဲ့ပေါင်းစည်းခြင်းမရှိဘူးဖယားနဲ့မွေ့လျော်ခြင်းမရှိဘူးဖယားနဲ့ကျွန်တော်တို့ရဲ့အသက်တာအထက်မှာ ဖျားကိုနေရာပေးခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ကပညာမဲ့တော်သူဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဖျားနဲ့မွေးလျော်တယ်ဖျားနဲ့ပေါင်းစည်းတယ်လေးဖြစ်တဲ့အရက်လေးမျက်နှာရှိတဲ့လူကိုပုံဆောင်တဲ့ကျွန်တော်တယောက်ချင်းစီတိုင်းကဖျားကိုနေရာပေးတယ်ဖျားကို ခွင့်ပြုတယ်ဖျားနဲ့မွေးလျော်တယ်ဖျားကိုနော် စုံယူစားတုံးတဲ့အခါမှာအဲ့ဒီသူရဲ့အသက်တာမှာဘာဖြစ်လာလဲဆိုဖခင်ရဲ့အသက်နဲ့တဘောတဘာဝဖြည့်ချင်းခံရတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အသက်တာအแทဲထဲမှာလေးအပေါင်းတက်လူနဲ့ဖခင်နဲ့ပေါင်းစည်းခြင်းအဖြစ်ကျွန်တော်တို့ဟာပညာရှိတော်တို့သမီးဖြစ်လာ အာမင်ဒါပုံဆောင်ထားတာဖြစ်ပါဒါကြောင့်လေအဲ့ဒီပညာရှိတဲ့တို့သမီးထဲမှာပါရှိလဲဆိုရင် တာဝန်ဝတ်တရားရှိတယ်အခုကျွန်တော်တို့သတို့သမီးအားလုံးတော့တာဝန်ဝတ်တရားရှိတယ်ဝတ်တရားနှစ်ခုရေးထားပေးတယ်ဗရမတစ်ခုကပါလဲဆိုတဲ့အခါမှာ down light လို့ခေါ်တယ်အထက် out vertical နော်ရေးထားပေးတယ်အထက် out အဲ့ဒီအထက်အောက်ကခုနပြောတဲ့အတိုင်းပဲဖယားအပေါ်တစ္ဆာစောင့်တိတာဝန်ရှိတယ်ဒီနေ့ကျွန်တော်တို့ကိုဖယားဘယ်လောက်ချစ်တယ်လဲဖယားဘယ်လောက်တန်ဖိုးထားတယ်လဲဖယားဘယ်လောက်မျက်နှိုးတယ်လဲ ဖယားဘလောက်ကျွန်တော်ကိုနော်နှစ်သက်တလဲဆိုတဲ့အပေါ်မှာဒီနေ့ဖယားကိုကျွန်တော်တို့ကပြန်လဲပြီးမှချက်တဲ့နှလုံးသားရှိဖို့လိုအပ်တယ်ကျွန်တော်တို့ကဖယားရဲ့ချက်ချင်းကိုဖယားထောင်ဝရမေတ္တာနဲ့ချက်ပါတယ်မှန်ပါတယ်ဖယားထောင်ဝရမေတ္တာနဲ့ချက်ပါတယ်ဒါပေမဲ့ကိုအပိုင်းဘက်ကနေဖယားကိုချက်တဲ့နှလုံးသားမရှိဘူးဆိုရင်တစ်ဖက်ပဲဖြစ်နေ တစ်ဖက်ပဲဖြစ်နေဒီနေ့ဖယားကကျွန်တော်တို့ကိုချစ်တဲ့အခါမှာဖယားကြီးပဲချစ်တာမဟုတ်ပဲねကျွန်တော်တို့ဖက်ကနေလည်းပဲဖယားကိုချစ်ဖို့ရန်အတွက်ဖယားကမျော်လင့်နေတော့ဖယားဖြစ်တယ်အဲ့ဒါအပြန်အလန်လို့ခေါ်တယ်ဒေါင်လိုက်အထက်အောက်လို့ခေါ်တယ်ဒါကြောင့်ဖယားကကျွန်တော်တို့ကိုချစ်တော့ကျွန်တော်တို့ဘာမှတန်တရားရှိစရာမလိုဒါပေမဲ့မိကိုမိမာကတော့ကျွန်တော်ကဖယားကိုချစ်ရလား ကျွန်တော်ကဖះကိုတံပိုးထားရက်လာကျွန်တော်ကဖះကိုအချိန်ပြီးပြီးမှမွေလျော်ဝမ်းမြောက်ရက်လာဖះကတော့ကျွန်တော်အတွက်သူ့ကိုသူပြီးပြီးချစ်တာသူ့ကိုသူပြီးပြီးချစ်တာဒါကြောင့်ကျွန်တော်တို့ကိုသခင်ယေရှုကလေတင့်ရဲ့ဖះသခင်ထာဝရဖះကို စိတ်နှလုံးအကျွင်းမဲ့ခြင်းဉာဏ်ရှိသည်မြကိုစွမ်းတတ္တိရှိသည်မြနဲ့ချစ်ပါဒီနေ့ချစ်တော်မိသားစု အထက်အောက်နော် down light vertical ရှိဖို့လိုတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတစ်ဖက်တစ်ဖက်ဘုရားငါကိုချစ်တယ်ဘာလို့လို့ကိစ္စမရှိဘူးသွားမလုံးနဲ့သွားမလုံးနဲ့အဲ့ဒါဇာတိလူလို့ခေါ်တယ်ဇာတိလူဇာတိလူကသိတယ်မလားအခွင့်အရေးယူတာဘုရားငါကိုအမြဲတမ်းခွင့်လွှတ်တယ်ငါမကောင်းတာ तू သိတယ်ငါဆိုးတာ तू သိတယ် တည့်ရသားနေကိုဖခါကခွင်လို့တာကျွန်တော်ဆရာအမြဲတမ်းပြောတာအဲ့ဒါချက်မပြည့်ဘူးတဲ့ဖခါကလေတဲ့ကျွန်တော်တို့ကိုချစ်လွန်ချစ်လွန်ချစ်လွန်အားကြီးလွန်းလို့သင်ဖြစ်နေတဲ့အတိုင်းသင်ရှိနေတဲ့အတိုင်းဆက်ပြီးမှ ရှိနေတာဖြစ်နေတာကိုဖခါလုံးဝမကြည့်ရဘူးချစ်လွန်းလို့ချစ်လွန်းလို့ စက်မပြည့်တဲ့အတိုင်းရှိနေတာကိုဖယားမကြည့်ရဘူးမမြင်ရဘူးတဲ့ဒါကြောင့်မို့စက်ပြည့်လာဖို့စုံလင်လာဖို့ဖယားကရယူပေးနေတာကိုကျွန်တော်တို့ကလက်ခံတဘောတူရတယ်အိုးသခင်ယေရှုကိုရောကိုချစ်ပါတယ်ဒီနေ့အထက်အောက်ဆိုတဲ့တောင်လိုက်ကျွန်တော်တို့ရဲ့အသက်တာမှာသခင်ကိုချစ်ပြီးမှ သခင်ပေါ်မှာတစ္ဆာရှိစွာနဲ့เนาะကျွန်တော်တို့ကတဲ့ သစ္စာစောင့်ခြင်းလက္ခဏာရှိမှစစ်မှန်သောယုံကြည်သူ ဖြစ်ပါတယ်ဒီနေ့ယုံကြည်သူအแทမှာတောင်းမှာဇာတိနဲ့เนาะဇာတိခရိယံယုံကြည်သူရှိတယ်ဒီနေ့တခင်ကိုတကယ်ပဲချစ်တဲ့နှလုံးသားနဲ့သစ္စာစောင့်တဲ့เนาะတကယ်ပဲတခင်ကိုချစ်တဲ့ယုံကြည်သူလည်းရှိတယ်စစ်မှန်သောယုံကြည်သူအိုးတခင်ယေရှုကိုရောကိုချစ်တယ် ီးတဲ့အခါမှာအဖအိမိသားစုသားသမီးများဒီတဲ့မိမိရဲ့ညီကိုမောင်မများဖြစ်၍တဲ့သူတို့ကိုလှုပ်ကြွေးဖို့အဲဒီထဲမှာလှုပ်ကြွေးဖို့အထက်အောက်ရှိလာတဲ့အခါမှာအလျားလိုက်အလျားလိုက်ထပ်ပြောမယ်အထက်အောက်ဒေါင်လိုက်ဖရားရဲ့ကြွေးမွေးခြင်းဖရားရဲ့စီစဉ်ပေးခြင်းကိုခံရတဲ့အခါမှာအလျားလိုက် အဲ့ဒီအလျားလိုက်ကပါလေအဖရဲ့မိသားစု သားသမီးများဟာတဲ့မိမိရဲ့ညီကိုမောင်မများဖြစ်၍တဲ့သူတို့ကိုလှုပ်ချွေးဖို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာသူတစ်ပါးကိုလှုပ်ချွေးဖို့သူတစ်ပါးကိုစီစဉ်ဖို့သူတစ်ပါးတွေကိုတည်ဆောက်ဖို့အတွက်ဆိုကိုကိုယ်တိုင်မစားသုံးဘဲနဲ့ဘယ်လိုသွားတည်ဆောက်မလဲကိုကိုယ်တိုင်မစားသုံးဘဲနဲ့ဘယ်လိုစီစဉ်မလဲကိုကိုယ်တိုင်မစားသုံးဘဲနဲ့ဘယ်လိုသူတစ်ပါးတွေကိုကောင်းချီးပေးမလဲကောင်းချီးပေးလို့မရဘူး တကြောက်ယုံကြည်သူကျွန်တော်တို့စစ်မှန်တဲ့ယုံကြည်သူရဲ့တရမအလုံးတစ်ခုရှိတယ်တဲ့တစ်ခုကအထက်အောက်ဖြစ်တယ်တဲ့နောက်တစ်ခုကတဲ့အလျားလိုက်ဖြစ်တယ်တကြောက်အလျားလိုက်မှာဒီနေ့အဖရဲ့မိသားစုအခုကျွန်တော်တို့အားလုံးက အဖရဲ့သားသမီးတွေနော်ဒီနေ့အဖရဲ့သားသမီးတွေရဲ့အသက်တာထဲမှာ ကျွန်တော်တို့ကဘာလုပ်ဖို့လိုအပ်လဲကျွေးမွေးဖို့လှုပ်ကြွေးဖို့လိုအပ်တယ်အဲ့ဒါဟာတဲ့အလျားလိုက်ရေပညာတာဝန်ရှိတယ် ဒါကြောင့်ကျွန်တော်တို့တယောက်ချင်းစီတိုင်းထဲမှာအဲဒီတာဝန်ဝတ်တရားနှစ်ခုဖရာတခင်ကပညာရှိတဲ့တတို့သမီးကိုနော်တတို့သမီးကိုဘာလို့စီတဲ့အရာလဲဆိုတဲ့ခါမှာဒီမှာနော်တာဝန်ဝတ်တရားရှိတယ်တဲ့ပညာရှိတဲ့တတို့သမီးတယောက်အနေနဲ့တာဝန်ဝတ်တရားရှိဒါကြောင့်ဒီနေ့ကျွန်တော်ခန်းစားရတဲ့ဖရာရဲ့ကြွယ်ဝခြင်းဒီနေ့ကျွန်တော်ခန်းစားရတဲ့ဖရာတခင်ရဲ့ ချွေးမွေးပွေးခြင်းကိုကျွန်တော်မွေ့လျော်ဝမ်းမြောက်တယ်လို့ဒီမှာရှိတဲ့အဖတ်ရဲ့သားသမီးတယောက်ဂျင်းစီတိုင်းကိုလည်းပြန်လဲစီစဉ်ဖို့အတွက်လိုရတယ်ပြန်လဲပြီးမှကျွန်တော်တို့ချွေးမွေးဖို့အတွက်လိုရတယ်အဲ့လိုချွေးမွေးဖို့အတွက်ကျွန်တော်တို့အမြဲတမ်းပြောတယ်ဒီနေ့ဒီထဲကိုမဝင်လာခင်မှာကျွန်တော်တို့အနည်းဆုံး15မိနစ်နာယီဝက်စားသုံးပါဘာကြောင့်ပြောတာလဲဒီနေ့ကျွန်တော်တို့ရဲ့အသက်တမကိုယ်တိုင်မဆောက်ဆိုဘလို့မျိုးခွန်အားရှိမှလဲအိုးကျွန်တော်အဖေက သူဆိုင်သူနော်ရရတာလေးရတာအတွက်ပပစားပေးမယ်ဟုတ်လားပပကြီးပဲကြီးမှာတာဘာမှမကြီးလားပပပဲကြီးမှာတာမကြီးလားဒါကြောင့်ပပလည်းတိတယ်မရဘူးပပပဲစားပပပဲစားမရဘူးပပပါလို့ရတယ်ပစက်တယောက်ထဲရတယ်မစားကျင်လည်းထဲရတာအဲ့ဒါအဲ့ဒါအရင်ကြီးကြီးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာ ကျွန်တော်တို့အဲ့ဒီတို့သမီးဖြစ်တဲ့ကျွန်တော်တို့ဟာဝင်တာအဲ့ဒီနှခုရှိတဲ့အရာဖျားပေးတာပါအထက်အောက်ရှိတယ်လို့လေပြင်းကြီးအဲ့ဒီအခါကျမှတဲ့ကျွန်တော်တို့ဟာတဲ့သူတို့ဘာတွေကိုကောင်းချီးပေးလို့ရတယ်အာမင်ဒါကြောင့်မို့ဒီထဲမှာဗာပြောလဲဆိုရင်တာဝန်နှစ်ပိုင်းစလုံးချိန်မာတယ်နော်ရေးထားပေးတယ်ဒီနေ့တာဝန်တစ်ပိုင်းပဲချိန်လို့မရဘူးရတယ်ငါကြီးပဲနော်ငါကြီးပဲ ယူမယ်မရဘူးငါကြီးပဲသွားမယ်မရဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့လဲကျွန်တော်ဘာလုပ်လဲအတင်းတော်ထဲမှာရှိတဲ့သားသမီးတယောက်ချင်းစီတိုင်းကိုတယောက်ချင်းစီတိုင်းကိုကျွန်တော်အချိန်ပေးမှတကူးတကပါဝင်စေတာတခြားမဟုတ်ဘူးကြီးထွားစေခြင်းလို့တခြားမဟုတ်ဘူးဝိညာဉ်ထဲမှာရင့်ကျက်စေခြင်းလို့အာမင်ဒါကြောင့်တာဝန်နှစ်ပိုင်းစလုံးကြည်မာတဲ့ပညာရှိတတို့သမီးဖြစ်နိုင်တာပါတဲ့အာမင်သခင်ယေရှုကိုရောကိုဂျေဇုသက်မာတဲ့ အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့စားသုံးခြင်းထဲမှာဒီနေ့တို့သမီးတယောက်အနေနဲ့အဲ့ဒီတာဝန်နော်နှစ်ပိုင်းရှိတယ်ဆိုတာကိုမမေ့ပါနဲ့အထက်အောက်ရှိတယ်လို့အလျားလိုက်ကျွေးမွေးခြင်းရှိပါတယ်အရောက်တိုင်းပေါ်မှာဖျားသခင်ကောင်းကြီးရှိပါစေနော်အာမင်